ဧပြီလ9ရက်နေ့မှာတရုတ်နိုင်ငံရဲ့စတောဈေးကွက်ကသမိုင်းဝင်ဖြိုလဲမှုတစ်ခုကိုကြုံတွေ့ခဲ့ပါတယ်။ဈေးကွက်ပိတ်ချိန်မှာ Shanghai Composite Index က9.3ရာခိုင်နှုန်းကျဆင်းသွားပြီး3100အမှတ်အောက်ကိုရောက်သွားခဲ့ပါတယ်။ Shenzhen Composite Index ကတော့ 6.6ရာခိုင်နှုန်းကျဆင်းခဲ့ပြီး China Index က12.5ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဟောင်ကောင်မှာတော့ Hang Seng Index က73.2ရာခိုင်နှုန်းကျဆင်းပြီးတော့ Hang Seng Tech Index ကတော့18.2ရာခိုင်နှုန်းထိုးကျသွားခဲ့ပါတယ်။စုစုပေါင်းရှယ်ယာ4438မျိုးက10ရာခိုင်နှုန်းထက်ပိုကျဆင်းခဲ့ပြီးတော့ ဒါဟာရောင်းဝယ်ဖောက်ကားနေတဲ့ရှယ်ယာ9400ရဲ့68.44ရာခိုင်နှုန်းကို ကိုစားပြုပါရယ်။နေပါအားလုံးကနေစဉ်ကန့်သက်ဈေးထိသွားခဲ့ပါရယ်။ဈေးကွက်ကတရက်ထဲမှာ yuan trillion 9.5တန်ဖိုးဆုံးရှုံးခဲ့ပြီးဒါဟာသမိုင်းတလျှောက်ကန့်သက်ဈေးထိတဲ့ရှယ်ယာရေအတွက်အများဆုံးနဲ့ဈေးကွက်တန်ဖိုးဆုံးရှုံးမှုအများဆုံးနေ့ဖြစ်ခဲ့ပါရယ်။ ဒီဈေးကွက်ပြိုလဲမှုဟာအဓိကအားဖြင့်အမေရိကန်ရဲ့အခွန်တိုးမြင့်မှုအသစ်တစ်ခုရဲ့တန်ရာမှုနဲ့ ကျောင်းနိုင်ငံရဲ့လက်တုံးပြန်ဆောင်ရွက်မှုတွေကြောင့်ဖြစ်ပေါ်ခဲ့တာပါ။ဧပြီလ၂ရက်နေ့မှာတမရထရန်ကကုံတွယ်ဘက်အားလုံးအပေါ်အပြန်အလှန်အခွန်တင်သွင်းမှုကိုကြေညာခဲ့ပြီးတရုတ်ကုန်ပစ္စည်းတွေအပေါ်54ရာခိုင်နှုန်းစုစည်းအခွန်ပါဝင်ခဲ့ပါတယ်။ဧပြီလ၄ရက်နေ့မှာတရုတ်ကွန်မြူနတီပါတီကအမေရိကန်ကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်34ရာခိုင်နှုန်းအခွန်တင်သွင်းမှုအပါအဝင်လက်တုံးပြန်ဆောင်ရွက်မှုတွေကိုကြေညာခဲ့ပြီးကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO မှတက်စင် င့် American ကိုတရားစွဲခဲ့ပါတယ်။ရှန်ဟိုင်းမှာ Titan Store အကျိုးဆောင်ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Mrs. Wu က နိုင်ငံသားမီဒီယာတွေကိုပြောပြရမှာဒေတန်လာနေကိုအလုံများပြီးထိလန့်မှုနဲ့ပြင်းနေနေတယ်လို့အချင်းချင်းဖော်ပြခဲ့ပါတယ်။ဒီမရဲ့အလုံဖော်ကန်ဘက်တွေကချင်းမင်ပွဲတော်အားလိုက်ရမှာအချိန်ပိုလုံးခဲ့ရပြီးကုံတွေစစ်ပွဲရဲ့စိန်ခုံမှုတွေကိုရင်ဆိုင်ဖို့ပြင်ဆင်ခဲ့ရလို့ရှင်းပြခဲ့ပါတယ်။တနင်္လာနေ့မနက်9:00နာရီမှာအားလက်ရက်ပြီးတဲ့နောက်ပထမဆုံးကုံသွေးဤနေ့အထွတ်ပြင်ဆင်ဖို့ရုံးကိုရောက်ရှိခဲ့ပေမဲ့ဈေးကွက်ကြာဆင်းမှုဟာမျောလင့်ထားတာထက်ကျော်လွန်ခဲ့ပါတယ်။ Mrs. Hu ကသူတို့ကုမ္ပဏီက American အခွန်မြင့်တင်မှုရဲ့တက်ရောက်မှုဟာ2008ကမ္ဘာ့ဗန်နာကြီးအကြက်တဲနဲ့ရှင်နိုင်မယ်လို့ခန့်မှန်းထားခဲ့ပေမဲ့ဒီနေ့ဈေးကွက်ရဲ့တုံ့ပြန်မှုအရအကျိုးဆက်တွေဟာ2008ထက်တောင်ပိုဆိုးရွားနိုင်တယ်လို့ပြောပါတယ် ဒါမှတရုတ်ဗန်နာရေးလုပ်ငန်းဟာအခုဆိုရင်အဆင်သင့်ဖြစ်နေပြီးဒီထက်တိုးထိခိုက်မှုကြောင့်အလုပ်ဖြုတ်ပြမှုအန်ဒီရဲ့ပုံများလာနိုင်တယ်လို့ဆိုရမှုတွေထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တရုတ်ယင်းနီမြုံနံသူတွေဟာစိတ်ကြကြပြီးဈေးကွက်ထဲယင်းနီမြုံနံခဲ့တဲ့အချိန်အားစားလို့ဒီလိုဘေးအန်ဒီရဲ့မျိုးကိုတခါမှမမြင်ဘူးလို့ပြောကြပါတယ်။မစ္စတာဆုံးက ဒိုရင်းမှာဗီဒီယိုတင်ပြီးဒီနေ့အေရှယာရီပြင်းထန်စွာထိုးကျသွားတာကိုဘာလို့ကျွန်တော်စိတ်မကောင်းဖြစ်နေရတာလဲလို့ပြောခဲ့ပါတယ်။ဆုံးရှုံးမှုတွေကြောင့်တော့မဟုတ်ပါဘူး။စတော့ဈေးကွက်မှာအန်ဒီယရီရှိပြီးတော့ကျွန်တော်တို့စီးမြင့်တွေကိုတည်ထားပါတယ်။ကျွန်တော်ကိုစိတ်နှောင့်ယှက်ဖြစ်စေတာကအပြုသဘောဆောင်တဲ့မူဝါဒတွေရှိထားပြီးစီးပွားရေးကတဖြည်းဖြည်းတည်ငြိမ်လာနေပြီးအေရှယာရီမှာစနစ်တကျဘူပေါင်းအန်ဒီယရီမရှိဘူးဆိုတဲ့အချက်တွေရှိထားပေမဲ့ရှန်ဟိုင်းအင်ဒက်စ်က လေးတောင်အမတ်စီဖြည်းဖြည်းချင်းတလန်းတင်ပြီးတော့ကြာစင်မှုရဲ့စနစ်တကျအန်ဒီယမရှိတင်ပေးမယ်။ဒီတစ်ချိန်မှာဈေးကွက်ကကျွန်တော်တို့ကိုပြင်းထန်စွာထိုးနှိုက်ခဲ့ပါတယ်။ ျွန်တော်လက်လီရင်းနှီးမြှုပ်နှံသူတွေအဖြစ်ကိုကိုကိုအဖြစ်မတင်ချင်ပါဘူးကျွန်တော်ဖော်ပြချင်တာကအမေရိကန်တရုတ်ရှင်ပြိုင်မှုရဲ့ဒီလိုအရေးပါတဲ့အချိန်မှာတည်ငင်တဲ့ငွေကြေးဈေးကွက်ကကျွန်တော်တို့ရဲ့စီးပွားရေးအတွက်အလွန်အရေးကြီးရယ်ဆိုတာပါဒီနေ့လာနေ့မှာဈေးကွက်မှာတည်တာတဲ့ချန်စင်မှုဖြစ်လာမယ်ဆိုတာသိထားပြီးသားဆိုတော့ကျွန်တော်တို့ရဲ့စီးမြင်ထိန်းသိမ်းရေးအဖွဲ့တွေဒါမှမဟုတ်သက်ဆိုင်ရာဌာနတွေကဘာကြောင့်တနင်္လာနေ့မနက်၈နာရီလောက်မှာသတင်းစာရှင်းလင်းပွဲတစ်ခုမလုပ်ပြီးတော့ ဈေးကွက်ပြင်းထန်စွာကျဆင်းနိုင်မဲ့ NDA ကိုသတိပေးတာ NDA တွေကိုချုပ်တင်စီမံခန့်ခွဲတာမျိုးမလုပ်ခဲ့ရလေ အရိယာစာဈေးကွက်ဟာထိုးချသွားပြီးရနောက်မွန်လွဲ2နာရီ30နောက်ပိုင်းမှသာသူတို့ကကြေညာချက်ထုတ်ပြန်ပြီးတော့ဈေးကွက်ထဲမှာလျှို့ဝှက်စွမ်းအားတစ်ခုဝင်ရောက်လာတယ်လို့ဆိုခဲ့ပါတယ်။အတွေ့အကြုံရှိစီးပွားရေးလုပ်ငန်းရှင်ပိုင်ရှင်တဦးနဲ့အသေးစားလုပ်ငန်းရှင်တဦးအနေနဲ့ကျွန်တော်တို့ကတရုတ်စီးပွားရေးကိုတကယ့်ငွေနဲ့ထောက်ပံ့လာခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတိုင်းကျွန်တော်တို့ကိုဘယ်သူမှဂီယူမဆိုင်ဘူးလို့ခံစားရတာက ။ဘာကြောင့်လဲ?အကယ်လို့ e-share တွေကုန်သွယ်စစ်ပွဲကြောင့်3000အမှတ်အောက်ကိုကျဆင်းသွားခဲ့ရင်ဒီ3000အမှတ်ရဲ့အချိန်စာကဘယ်တော့မှမဖြေရှင်းနိုင်တော့ဘူးလို့ဆိုလိုပါတယ်။စုကျိုးက Edison ဆိုသူတူကအုပ်စုတစ်ခုမှာတင်ခဲ့ရမှာသူဟာတရက်ထဲမှာလေးနှစ်စာလစာတန်ဖိုးဆုံးရှုံးခဲ့ပြီး credit card နဲ့အကျွေးရေပေါင်းရွှေ၄သိန်းရှိနေတာကြောင့် သူဆက်လက်ရှင်သန်နိုင်တော့မှာမဟုတ်ဘူးလို့ခံစားခဲ့ရတယ်လို့ဆိုပါတယ်။တခြားလူအများအပြားလည်းအလားတူအခြေအနေမှာရှိနေကြပါတယ်။တချို့ကရန်ပုံငွေအားလုံးကိုယင်းနှမြုံနှံထားလို့ပိတ်မိနေကြတယ်။တချို့ကတော့အမကန်ခုံယူမှုတွေနဲ့ပိုဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်။တချို့ကတော့အိမ်တွေရောင်းပြီးစတော့ဈေးကွက်ထဲယင်းနှမြုံနှံခဲ့ကြပေမဲ့အိမ်ရောငွေရောနှစ်ခုစလုံးဆုံးရှုံးခဲ့ရပါတယ်။တခြားအင်တာနက်သုံးသူတူကတော့ရှယ်ယာပိုင်ရှင်တွေအထက်အခက်ခဲဆုံးအရာက ဝယ်ကျင်တဲ့အဝတ်အစားတွေရွှေတဲ့ပစ္စည်းတွေဂါးတွေဒါရီအားလုံးမဖြစ်ပေါ်ခဲ့ဘူးအားလုံး store ဈေးကွက်ထဲရောက်သွားခဲ့တယ်လို့ဆိုပါတယ်တရုတ် store ဈေးကွက်ကနှစ်ပေါင်း18နှစ်ကြာ3000အမှတ်ဝင်းကျင်မှာပဲတဝဲလည်းလည်းဖြစ်နေပြီးတော့အဓိကခုခံမှုအဆင့်ကိုမဖြတ်ကျော်နိုင်ခဲ့ပါဘူးမတည်ငြိမ်နိုင်တဲ့ယင်းနည်းမျိုးနွယ်တွေရဲ့ယုံကြည်မှုဟာကြီးမားတဲ့အပြတ်သဘောတည်နေအောင်မှာလင်းမြန်စွာပဲဖြိုလဲသွားခဲ့ပါတယ် အမေရိကန်တရုတ်ကုန်သွယ်စစ်ပွဲကလည်းကမ္ဘာလုံးဆိုင်ရာစတော့ဈေးကွက်ထိုးချမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ American Store ဈေးကွက်ဟာသမိုင်းဝင်အမြင့်ဆုံး4,500အမှတ်ကနေကျဆင်းခဲ့တာကမြန်မာရဲ့အဆင့်ပြင်ဆင်မှုတစ်ခုဖြစ်ပြီးတော့ A-share တွေကတော့3,000အမှတ်ဆိုရက်နိုင်ကြတဲ့အဆင့်ကနေပုံမှန်နဲ့ဆိုင်စွာကျဆင်းသွားခဲ့ပါတယ်။ CCB ကအရင်က American Store ဈေးကွက်ရဲ့ကျဆင်းမှုကိုအုံချပြီးအာယုံပြောင်းလဲဖို့နဲ့ American စံချိန်ရေးစိတ်ဓာတ်ကိုလှုပ်ဆော်ဖို့ကြိုးစားခဲ့ပေမဲ့ ဒီပြန်လဲထိုးနှက်မှုဟာမျောလင့်ထားတာထက်ပုံမြန်ဆန်ပြီးပိုပြင်းထန်စွာရောက်ရှိလာခဲ့ပါတယ်။ပိုပြီးတော့မမျောလင့်ထားတာကဧပြီလ9ရက်နေ့ဈေးကွက်ပိတ်ခါနေ့မှာတရုတ်နိုင်ငံရဲ့နိုင်ငံပိုင်လုပ်ငန်းကြီးနှစ်ခုကဈေးကွက်ကိုတည်ငြိမ်အောင်ဝင်ရောက်ဆောင်ရွက်ခဲ့ပါတယ်။မွန်လွဲ2:30မှာတရုတ်နိုင်ငံပိုင်မီဒီယာက အာနာရှိရဲ့သတင်းရင်းမြစ်တွေကိုကူကာပြီးတော့ Central Hanjin Investment Company ရဈေးကွက်တည်ငြိမ်ရေး လုပ်ငန်းတွေမှာတက်ကြွစွာပုံဝင်ဆောင်ရွက်နေရလို့ကြေညာခဲ့ပါတယ်။ဈေးကွက်ပိတ်ခါနေ့15မိနစ်အလိုမှာ Central Hygiene Company ကထုတ်ပြန်ချက်တခုထုတ်ပြန်ခဲ့ပြီးတော့ဂျီယွန်နိုင်ငံရဲ့ငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအလားအလာအပေါ်ထိုင်မာတဲ့ယုံကြည်မှုရှိကြောင်းဖော်ပြခဲ့ပါတယ်။သူတို့ကကျွန်တော်တို့ဟာအရှေ့ယာယင်းနှမြုံနယ်မှုတွေရဲ့လက်ရှိတံပိုးကိုအပြေအဝအတိအမှတ်ပြုနေပြီးလဲလဲရောင်းဝယ်ရေးရန်ပုံငွေ ETFST မှာထက်မှန်ဝယ်ယူထားပါတယ်။ ကျွန်တော်တို့ကဆက်လက်ဝယ်ယူသွားမှာဖြစ်ပြီးတော့ငွေကြေးဈေးကွက်ရဲ့တည်ငြိမ်မှုများစွာလေပတ်မှုကိုပြပြတသားထိန်းသိမ်းသွားမှာပါလို့ဆိုပါရယ်ဒီအချက်တည်းကိုတုံ့ပြန်တဲ့အနေနဲ့ဂျီယိုနိုင်ငံပိုင်မီဒီယာကယင်းနှီးမြှုပ်နှံသူတွေကိုစိတ်ချလုံခြုံစေဖို့မိုးကောင်းကင်ပြုမကြပါဘူး Central Hygiene ကဝင်ရောက်ဆောင်ရွက်နေပြီးတော့ယုံကြည်မှုရှိနေပါတယ်လို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့ဒီလိုစိတ်ချလုံခြုံစေမှုတွေဟာထိရောက်မှုမရှိခဲ့ပါဘူးဂျီယိုနိုင်ငံရဲ့ stock ဈေးကွက်ရဲ့ ကြီးမားတဲ့အတိုင်းအတာနဲ့အတူဈေးကွက်ကိုတည်ငြိမ်အောင်လှုပ်ဆောင်ဖို့နိုင်ငံပိုင်လုပ်ငန်းကြီးနှစ်ခုကိုသာအားကိုးတာကမိလောင်နေတဲ့မိကိုရေတခွန်းနဲ့ငြိမ်သက်ဖို့ကြိုးစားသလိုပဲဖြစ်ပါရယ်။ ပြည်သူတချို့ကလက်လီရင်းနှီးမြှုပ်နှံသူတွေနေနဲ့အစိုးရပြောတဲ့စကားတွေကိုလစ်လူရှုပြီးသူတို့တကယ်လုံးဆောင်တာတွေကိုအာယုံဆိုင်တဲ့နယ်လို့အယုံကြည်ကြပါတယ်။တချို့ကတော့ဈေးကမဖွင့်ခင်ကြီးညာချက်ထုတ်ရင်အနည်းဆုံးအကျိုးသက်ရောက်မှုရှိမှာပါ။ဒါပေမဲ့အခုဘိုးကောင်းခင် ပြိုချပြီးတော့မှအော်ဟစ်လို့ဘာထူးမှလဲလို့ပြောကြပါတယ်။တရုတ်အစိုးရရဲ့ဈေးကွက်ကတည်းကအစီအမံနေနဲ့ပတ်သက်လို့ Chen Shen Pigeon Investment Management ရဲ့ဥက္ကဋ္ဌ William Sheng က ဒီထောက်ပံ့မှုဟာကုံသွင်းစစ်ပွဲရဲ့ပြင်းထန်လာတဲ့တရားမှုကိုချိန်မီဖို့မလုံလောက်ဘူးလို့ပြောပါတယ်။သူကဒီအချိန်မှာဈေးသက်သာတဲ့ရှယ်ယာတွေကိုဝယ်ဖို့ကြိုးစားတာကပြုံးချနေတဲ့ဓာတ်ကိုဖမ်းဖို့ကြိုးစားသလိုပဲဖြစ်တယ်။ဒါကြောင့်အချိန်နေတည်ငြိမ်လာတဲ့အထိငွေသားကိုပဲခြင်ထားမယ်လို့ဆိုပါတယ်။ Central Hygiene က China Investment Corporation ရဲ့အတီးဝပိုင်ဆိုင်တဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီးတော့ဒါဟာ CCP ရဲ့နိုင်ငံတော်ကောင်စီကတည်ထောင်ထားတဲ့နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ဒါ ው မကြာခဏဗန္နိုင်းနိုင်ငံပိုင်ဆိုင်မှုကြီးကြပ်ရေးနဲ့စီမံခန့်ခွဲရေးကော်မရှင်လို့ခေါ်ကြပါရယ် ပေကျင်းက CCB ရဲ့ထောက်ပံ့မှုနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားအသင်းရင်းနှီးမြှုပ်နှံသူတွေကတခုဖြစ်ပြီးမငြိမ်မသက်ဖြစ်နေတဲ့အချိန်တွေမှာဈေးကွက်ကိုတည်ငြိမ်အောင်ဆောင်ရွက်ခဲ့ရတဲ့အကြောင်းဝင်ရှိပါတယ်။တရုတ်စတော့ဈေးကွက်ဟာ18နှစ်ကြာ3000အမတ်ဝန်းကျင်မှာပဲတဝဲလလဲဖြစ်နေပြီး American အိန္ဒိယပြင်သစ်စတဲ့နိုင်ငံတွေရဲ့စတော့ဈေးကွက်တွေမြင့်တက်နေချိန်မှာဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။ တရုတ် stock ဈေးကွက်ကသက်တမ်းအားဖြင့်30နှစ်ပဲရှိသေးပေမဲ့ A-share တွေဟာအခုဆို9400ကျော်ရှိနေပြီ200နှစ်သက်တမ်းရှိတဲ့ American ဈေးကွက်နဲ့နှီးပါရောက်နေပါပြီ2015ခုနှစ်ကလေးကစင်းဝင်ကုမ္ပဏီအရေးအတွက်နှဆဖြတ်သွားခဲ့ပါတယ်ဒီလိုအလင်းအမြန်ချဲ့ထွင်လာတာဟာငွေကြေးထောက်ပံ့မှုစွမ်းရည်ကိုချုံလွန်သွားခဲ့ပြီးရှယ်ယာအရေးအတွက်တိတိတသာထိုးလာတာကရန်ပုံငွေတွေပြောင်းလဲသွားစေခဲ့ပါတယ်ဒါဟာ ဈေးကွက်ညွန်ကိန်းတွေမြင့်တက်ဖို့ပိုခက်ခဲစေပါတယ်။ဒါအပြင်တရုတ်နိုင်ငံရဲ့ငွေကြီးဈေးကွက်တွေမှာ အခြေခံစနစ်တွေနဲ့စည်းမျဉ်းတွေအားနည်းချက်တွေပြည့်နေနေပါတယ်။ဒီပြဿနာတွေကစည်းမျဉ်းထိန်းသိမ်းသူတွေရဲ့ကျွမ်းကျင်မှုနဲ့ပါတာနဲ့တချို့ကိစ္စတွေမှာငွေကြီးအချိုးစည်းဝါးနဲ့ပိုးပေါင်းဆောင်ရွက်တာတွေကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ထိရောက်တဲ့စည်းမျဉ်းထိန်းသိမ်းမှုမရှိတာနဲ့စည်းဝင်ကုမ္ပဏီတွေကစည်းမျဉ်းတွေကိုမကြာခဏချိုးဖောက်တာတွေက ဈေးကွက်မတည်ငြိမ်မှုကိုပိုဆိုးရွားစေပြီးလက်လီရင်းနှီးမြုံနှံသူတွေကိုဆုံးရှုံးမှုဘက်ကိုရောက်စေပါတယ်။စန်ဂျင်ဘက်အနေနဲ့ American Store ဈေးကွက်ရဲ့ရှီလျားတဲ့ဈေးတက်စွမ်းဆောင်ရည်ကသူရဲ့ရင်ကျတဲ့ငွေကြေးဈေးကွက်တွေ ထိရောက်တဲ့ငွေကြေးခွဲဝေမှုရန်ရားတွေနဲ့တည်ငြိမ်တဲ့စီးပွားရေးပတ်ဝန်းကျင်နဲ့အနီးကပ်ဆက်ဆက်နေပါတယ်။တရုတ်နိုင်ငံကအမေရိကန်ကုန်ပစ္စည်းတွေအပေါ်34ရာခိုင်နှုန်းအခွန်တိုးမြှင့်ကြောင်းကြေညာခဲ့ပြီးအမေရိကန်အခွန်တွေကိုလက်တုံ့ပြန်တဲ့အနေနဲ့သမရထရန်ကဧပြီလ9ရက်နေ့မှာတရုတ်အပေါ်ထပ်မံပြီး90ရာခိုင်နှုန်းအခွန်တင်သွင်းမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါကတရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့လက်တုံးပြန်ဆောင်ရွက်မှုတွေကိုပြန်လည်ရုပ်သိမ်းဖို့ဖိအားပေးခဲ့ပါတယ်။ဒါဟာတရုတ်ကုန်ပစ္စည်းတွေအပေါ်အခွန်စုစုပေါင်း၁၀၀ရာခိုင်နှုန်းအထိရောက်ရှိစေပါတယ်။ဧပြီလ၈ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဂူတန်ရောင်းဝယ်ဝင်ကြီးဌာနက အကယ်၍အမေရိကန်ကအခွင့်အရေးကိုထက်မှန်မြင့်တင်မယ်ဆိုရင်ဒီဥနိုင်ငံနေနဲ့သူ့ရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့ပြပြတသားလက်တုံးပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်မယ်လို့ကြေညာခဲ့ပါတယ်။တကယ်တော့တရုတ်ပညာရှင်တို့ဟာဒီဥနိုင်ငံရဲ့ပြင်းထန်တဲ့ဆောင်ရွက်မှုတွေကိုသဘောမတူကြပါဘူး။တရုတ်လူမှုသိပ္ပံအကယ်ဒမီမှာပညာရှင်တဦးဖြစ်တဲ့ဟူဟာ WeChat မှာဒီဥနိုင်ငံရဲ့ချင်းကဲမှုကိုဝေဖန်ခဲ့ပြီးဒါဟာလုံးဝမမှန်ကန်တဲ့လက်တုံးပြန်မှုမျိုးလို့ခေါ်ဆိုခဲ့ပါတယ်။သူက မင်းရဲ့ဇနီးကိုရိုက်ရင်ငါလည်းငါဇနီးကိုရိုက်မယ်ဆိုတဲ့သဘောမျိုးလို့ဥပမာပေးပြီးတော့မှန်ကန်တဲ့လက်တုံပြန်ဆောင်ရွက်မှုဟာနိုင်ငံအားလုံးကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်တစ်ဖက်သက်အခွန်တုံညချထားတာမျိုးလှုံ့ဆော်တင်တယ်လို့အကြံပြုခဲ့ပါတယ်ဒါပေမဲ့ဒီဝေဖန်မှုတွေကလျင်မြန်စွာတိတ်ဆိတ်သွားခဲ့ပါတယ်။တရုတ်လူမှုသိပ္ပံအကယ်ဒမီကသူ့ရဲ့အများပြည်သူဆိုင်ရာ ဘူဝါရသုတေသနဌာနကိုပိတ်သိမ်းခဲ့ပြီးဒီဌာနရဲ့ website နဲ့ WeChat account တွေကိုလည်းပိတ်သိမ်းပြီးဖျက်သိမ်းခဲ့ပါတယ်။တမရာထရန်ရဲ့အခွန်စစ်ပွဲဟာဒီတစ်ချိန်မှာအ धिक အားဖြင့်အရှိတောင်အရှနိုင်ငံတွေကိုပြစ်မှတ်ထားပြီး VNN အပေါ်46ရာခိုင်နှုန်း၊ကမ္ဘောဒီးယားအပေါ်49ရာခိုင်နှုန်း၊ထိုင်းအပေါ်36ရာခိုင်နှုန်းအခွန်တင်သွင်းခဲ့ပါတယ်။ဒါပေမဲ့ VNN ဦးဆောင်တဲ့အရှိတောင်အရှနိုင်ငံတွေဟာအခုတရုတ်နိုင်ငံနဲ့တိတိတသာကွဲပြားတဲ့သဘောထားကိုပြသနေပါတယ်။ VNN ကောင်းဆောင် င်ထိုလန်ကသမ္မတထရနဲ့စကားပြောဆိုခဲ့ပြီး VN အနေနဲ့ American ကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်အခွန်ကိုတုံ့ညာထိရှင်းချမယ်လို့ကြေညာခဲ့ပါတယ်။သူက American အနေနဲ့လည်း VN အပေါ်အပြန်အလှန်ဆက်ဆံမှုပေးဖို့အကြံပြုခဲ့ပါတယ်။ဒိုလန်က VN အနေနဲ့အခွန်တုံညာအတွက်ညှိနှိုင်းဖို့ဆန္ဒရှိရလို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးဒါဝိုထရန့်ကကြိုဆိုခဲ့ပါတယ်။ American ဗနာယီဝင်ကြီး Steven Mnuchin ကအခွန်ရ ညှိနှိုင်းနိုင်တယ်လို့ပြောကြားခဲ့ပြီးတော့အနာဂတ်မှာအခွန်အရေးကိုရှင်းချနိုင်တယ်လို့ဆိုပါတယ်။ဒီယိုနိုင်ငံရဲ့ပြတ်သားတဲ့အချင်းကမှုနဲ့စန်းကျင်ဘက်အနေနဲ့ထိုင်ဝမ်သမ္မတလိုင်ချုံတုံးက နိုင်ငံလုံးဆိုင်ရာမိန့်ခွန်းမှာမဟာဗျူဟာ၅ရက်ကိုကျင်းပခဲ့ပြီးထိုင်ဝမ်အနေနဲ့အခွန်တွေကိုလက်ထုံးပြန်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အဲဒီအစားထိုင်ဝမ်ဟာ American, Mexico, Canada သဘောတူညီချက်ကို ပုံစံယူပြီးအခွန်၃ညအတွက်ညှိနှိုင်းမှာဖြစ်ပါတယ်။ထိုင်ဝမ်ကစမှုလုပ်ငန်းထောက်ပံ့မှုအစီအစဉ်တွေနဲ့ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေကိုလည်းအဆိုပြုခဲ့ပြီးတော့ ိုင်ဝမ်နဲ့အမေရိကန်အကြားစက်မှုလုပ်ငန်းအသစ်ပူးပေါင်းဆောင်ရွက်မှုကိုအလေးပေးဖော်ပြခဲ့ပါတယ်။ထိုင်းနဲ့မလေးရှားတို့လည်းအလျှော်တင်လုပ်ဖို့ကြိုးစားနေပြီးဒီနိုင်ငံတွေကတရုတ်နိုင်ငံရဲ့အကျိုးအတွက်မြန်မာ့ရဲ့အခွင့်အရေးကိုထမ်းပိုးခံယူဖို့မလိုလားကြောင်းအချက်ပြထားပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့ရင်ဆိုင်ပြသားတဲ့ချင်းကမှုနဲ့တိတိတသာခြားနားနေပြီးတရုတ်ဟာပို့ပြီးတော့ဒီသက်ဖြစ်သွားစေပါတယ်။ Global အခွင့်စစ်ပွဲဟာတရုတ်နိုင်ငံကိုသာပြစ်မှတ်ထားတဲ့တိကျတဲ့ထိုးနှက်မှုတစ်ခုအဖြစ်ပြောင်းလဲသွားဖို့များပါတယ်။ဒါဟာ Trump ရဲ့ပထမသက်တမ်းလုံးက American တရုတ်ကုန်သွယ်စစ်ပွဲနဲ့ဆင်တူပါတယ်။အဲ့ဒီအချိန်တုန်းကတရုတ်နိုင်ငံဟာ American အခွင့်အရေးကိုရှောင်လွှဲဖို့အရှိတောင်အရှနိုင်ငံတွေနဲ့ Mexico ကိုကုန်သွယ်လမ်းကြောင်းအဖြစ်အသုံးပြုခဲ့ပြီးထိုးလုံမှုကို နိုင်ငံရဲ့ခြားကိုရွှေ့ပြောင်းခဲ့ပါတယ်။အတိတ်သင်ငန်းစာတွေကနေသင်ယူခဲ့တာကိုထင်ရှားစွာပြသရင် trend ကအခုတော့ ရုတ်ကုန်ပစ္စည်းတွေနောက်ဖောင်လမ်းကြောင်းကနေ American ဈေးကွက်ထဲဝင်ရောက်လာမှာကိုကာကွယ်ဖို့ကွန်တိန်လမ်းကြောင်းမှာအကွက်ပြန့်လနေတာကိုပိတ်ဆို့ဖို့အာရုံစိုက်လာပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ပြက်သားတဲ့လက်တုံးပြန်ဆောင်ရွက်မှုတွေကတန်နေတန်ပြတာဖြစ်ပေမဲ့အခွန်စစ်ပွဲကို ပိုပြင်းထန်လာစေခဲ့ပါတယ်။ထရန်ကတရုတ်အပေါ်90ရာခိုင်နှုန်းအခွန်ထက်တိုးမြင့်မှုကိုဆက်လက်လှုံ့ဆော်ရင်း ဒါဟာတရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့စတော့ဈေးကွက်အပေါ်နောက်ထပ်အကြီးအကျယ်ထိုးနှက်မှုတစ်ခု ဖြစ်ပေါ်စေမှာထေချာပါတယ်။2018ကုံတွယ်စစ်ပွဲကက်ယောဂါနဲ့အင်ချမီဈေးကွက်ပြိုလဲမှုတို့ပြီးတဲ့နောက်တရုတ်နိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေကိုထည့်သွင်းစဉ်းစားရင်အေရှယာတွေက3000အမှတ်ရဲ့ချိန်စာရဲကိုထပ်မံကျရောက်သွားနိုင်ပါတယ်။တရုတ်ဘော်အခွန်လေးက104ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ပါတယ်။တရုတ်ကုန်ပစ္စည်းတွေက American ဈေးကွက်မှာရှင်ပြိုင်နိုင်စွမ်းအားအားလုံးဒီပါဆုံးရှုံးသွားမှာဖြစ်ပြီးတော့ ပိုကုန်ကုမ္ပဏီတွေက အော်ဒါမှယူမှုတွေတိတိတသာရောကျသွားမှုအမျက်ငွေတွေပြောင်းကွယ်သွားမှုဒါမှမဟုတ်ဒေဝါလီခံရမယ့် NDA တွေနဲ့ရင်ဆိုင်ရမှာပါအထူးသဖြင့် American ဈေးကွက်ကိုမိခိုနေရတဲ့အသေးစားနဲ့အလက်စားလုပ်ငန်းတွေအတွက်ပါ2018ခုနှစ်မှာတရုတ်နိုင်ငံရဲ့ American ကိုပို့ကုန်တွေက20ရာခိုင်နှုန်းခန့်ချဆင်းခဲ့ပြီးအခုဆိုရင် ပုံမမြင်ပါတဲ့အခေါ်အနေနဲ့အတူတရားမှုဟာပို့ပြီးတော့ပြင်းထန်လာမှာပါ Taiwan Central News Agency ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရတရုတ်နဲ့ American အကြားအခွန်နှုန်းထားတွေ60ရာခိုင်နှုန်းကျော်လွန်သွားတဲ့အခါကမ္ဘာအကြီးဆုံးစီးပွားရေးနှစ်ရက်အကြာကုန်သွယ်မှုကနေပါမရှိသလောက်အထိကျုံသွားမှာဖြစ်ပါတယ်တရုတ်နဲ့ American အကြားဆက်နွယ်မှုဖျက်ထောက်ခြင်း decoupling အအဓိကစိုးရိမ်စရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ် မြန်မာရဲ့အလုံးလက်မဲ့မှုနဲ့စီးပွားရေးကြဆင်းမှုဟာတရုတ်နိုင်ငံအတွက်အရေးကြီးတဲ့ပြဿနာတွေဖြစ်နေပြီးတော့အခွန်စစ်ပွဲရဲ့ပြင်းထန်လာမှုဟာဒီလမ်းကြောင်းကိုပို့ပြီးတော့ဆိုးရွားစေမှာဖြစ်ပြီးအကြီးစားအလုပ်ဖျက်ဆီးမှုတွေနဲ့လုပ်ငန်းဖိတ်သိမ်းမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ တရုတ်စတော့ဈေးကွက်ရဲ့တိတိတသာကြဆင်းမှုဟာစီးပွားရေးအလားအလာအပေါ်ပြည်သူတွေရဲ့စိတ်ဓာတ်ကျမှုကိုလည်းထင်ဟပြသနေပါတယ်။ Taiwan Inspiration Association ရဲ့အမှုဆောင်ဒါရိုက်တာ Lion Wan ကတရုတ်နိုင်ငံဟာအမေရိကန်ရဲ့ဖိဆိုးမှုဒဏ်ခတ်မှုတွေကိုတံပြန်ဆောင်ရွက်တဲ့အစီအမံတွေဟာ တခြားနိုင်ငံတွေနဲ့ဆက်ဆံရေးဖြတ်တောက်ပြီးတရုတ်ကတည်ထောင်ဖြတ်သွားစီရလို့ယုံကြည်ရလို့ပြောပါတယ်။သူကထိုင်ဝမ်စီးပွားရေးသမားတွေနဲ့တခြားနိုင်ငံရဲ့ရင်းမြှုပ်နှံသူတွေဟာတရုတ်နိုင်ငံကနေဝေဝေးနေတဲ့လို့ယုံကြည်ပါတယ်။မဟုတ်ရင်သူတို့ဟာတရုတ်ရဲ့ဆွေးဆောင်မှုမှာပိတ်မိသွားပြီးတော့ပိတ်မိနေရကနေနောက်ဆုံးမှာစွန့်ပစ်ခံရမှာဖြစ်တယ်လို့ဆိုပါတယ်။မြန်မာရဲ့အလုံးလက်မဲ့မှုနဲ့စီးပွားရေးကြာစင်မှုကိုရင်ဆိုင်နေရတဲ့အချိန်မှာလိုင်ရွန်ဝမ်က ကျွန်းနိုင်ငံဟာအာယုံပြောင်းလဲဖို့တံပြန်လုံဆောင်မှုတွေကိုအသုံးပြုနေပေမဲ့ဒီမဟာဗျူဟာကနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေကိုထိုးထွက်လာအောင်အကူအညီပေးနိုင်ဦးလို့ယုံကြည်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။